င်္ဂလာပါဒီနေ့ကျမတို့ဆွေးနွေးဖို့ရထားတဲ့အကြောင်းအရာကတော့လေထိုင်းနိုင်ငံမှာအလုပ်လုပ်တာနဲ့ပတ်သက်တဲ့အချက်အလက်တွေပေါ့အဓိကကတော့အလုပ်သမားတွေရဲ့အခွင့်အရေးတွေပြီးတော့သူတို့လိုက်နာရမယ့်တာဝန်တွေအဲ့လာဒီနေ့ဆိုင်တဲ့စာရွက်စာတမ်းတွေပေါ့နော်ဒီထဲကအရေးကြီးဆုံးချက်လေးတွေကိုကျမတို့နည်းနည်းအသေးစိတ်ကြည့်ကြရအောင်ဟုတ်ကဲ့ခင်ဗျာအဓိကကတော့ထိုင်းနိုင်ငံရဲ့အလုပ်သမားကကွယ်စောင့်ရှောက်ရေးအတ်ဥပဒေပေါ့ပရာချပညာကွန်ခရုံရေငန် လို့ခေါ်တာပေါ့လေနောက်တစ်ခုကနိုင်ငံသားထအလို့ကိုင်းဆိုင်ရာအတ်ဥပဒေဖရာချပညာကန်ထမ်ငန်ခွန်ခွန်တန်ဒါပေါ့ဒီဥပဒေနှစ်ခုကိုခြေခံပြီးတော့အလို့သမားတွေအတွက်အခွင့်ရေးတော့စီကန်ဒီကိုပါသူကတတ်မှတ်ပေးထားတာပေါ့ဟုတ်ကဲ့စေဝန်စားစရာကောင်းတာကအဲ့ဒီအခြေခံအခွင့်ရေးတွေကိုဥပဒေနဲ့ကိုအကာအကွယ်ပေးထားတယ်ဆိုတာပဲနော်ဥပမာအ ਨੇ ဆုံးလာစာရရမယ်ဆိုတာမျိုးပြီးတော့အလို့ခွင့်ကဘေးကင်းရမယ် ခွဲခြားဆက်ဆံမှုမရှိဘဲတရားမျှတရမယ်ဆိုတာတွေပေါ့ဒီထဲမှာမှအလုတ်ချိန်နားချိန်အားလာရေးကိစ္စတွေကပိုပြီးလက်တွေ့ကြမယ်ချင်းနေအဲ့ဒါတကယ်ရေးချီပါတယ်ဟုတ်အလုတ်ချိန်နဲ့ပတ်သက်ပြီးတော့လေဒီရင်းမြစ်တွေမှာဖော်ပြထားတာကတနေ့ကို၈နာရီပေါ့တပတ်ဆိုရင်58နာရီထဲမပို့ရဘူးအမ်9နာရီစက်တိုက်လုတ်ပြီးရင်အနည်းဆုံး1နာရီတော့နားချင်ပေးရမယ်อืมတနာရီနားချင်ဟုတ်တယ် တပတ်မှအနည်းဆုံးအားလိုက်ရတရက်ဒါကမထင်မနေပဲပြီးတော့လေနင်းစဉ်ရိုးရအားလိုက်ရဆိုရမျိုးအနည်းဆုံး7ရက်အလုတ်တမနေ့အပါဝင်ပေါ့အလုတ်တနည်းပြင်အနည်းဆုံးခွင့်6ရက်ရမယ်ဆိုတာမျိုးတွေဖော်ပြထားတယ်ဒါတွေကအလုတ်တမကာကွယ်စောင့်ရှောက်ရေးဥပဒေမှာပါတဲ့အခြေခံအခွင့်အရေးတွေပဲဒါကတော့ရပိုင်ခွင့်တွေဘက်ကပေါ့လို့တဖက်မှာလည်းအလုတ်သမားတွေလိုက်နိုင်ရမယ့်တာဝန်တွေဆိုတာလည်းရှိအောင်မထင်နဲ့အထူးသဖြင့်နိုင်ငံသားအလုတ်သမားတွေအတွက်ပေါ့ဟုတ်ပါပဲ နိုင်ငံခြားသားအလုပ်ကိုင်ဆိုင်ရာအဲ့ဥပဒေပေါ်စာ2522အရာဆိုရင်လေလိုအပ်တဲ့စာရွက်စာရန်တွေအထူးသဖြင့်အလုံလုံခွင့်ပါမစ်ပေါ့ work permit လို့ခေါ်တာပေါ့ပြီးတော့တက်ဆိုင်ရာမပွန်တင်ကပြားတယ်အဲ့ဓာတွေကိုမြန်မ်းကိုင်ဆောင်ထားဖို့လိုအပ်တယ်ပေါ့ပြီးတော့ထိုင်းနိုင်ငံဥပဒေတွေအလုပ်ရှင်ရဲ့စီကံတွေကိုလိုက်နာဖို့ဒေတာခံယဉ်ကျေးမှုကိုလေးစားဖို့ဆိုတော့မျိုးတွေလည်းအကြံပြုထားတာတွေ့ရတယ်ခင်ဗျာအင်း ဟိုပါမစ်မရှိဘဲအလုတ်လုတ်မိတာမျိုးဒါမှမဟုတ်ပါမစ်မှာမပါတဲ့အလုတ်သွားလုတ်မိတာမျိုးဆိုနေတော့ဘယ်လိုအကျိုးဆက်တည်ရှိနိုင်မလဲရှင်ပစ်တန်ဒီပါတွေကိုပါလာဟင်အဲ့ဒါကအရေးကြီးတယ်ဗျပါပါတယ်ဥပဒေရတားမြစ်ထားတဲ့အလုတ်သွားလုတ်တာ ပါမစ်မရှိတာပါမစ်မှာခွင့်ပြတာမဟုတ်တာတွေလုပ်ရင်အရေးယူမှုက ပြင်းထန်နိုင်တယ်ဒီအရင်းမြစ်တွေထမှာပေါ်ပြထားတာက ထောင်တန်းဆို9နှစ်အထိတယ်အင်း9နှစ်ဟုတ်တယ် ါမှမဟုတ်ငွေတန်းဘတ်နှုတ်ထောင်းကနဲ့သူသိမ့်အထိဒါမှမဟုတ်နှမျိုးလုံးလဲချက်ခံရနိုင်တယ်လို့ဆိုတယ်အလို့ရှင်ဘကလည်းခွင့်ပြုချက်မရှိတဲ့နိုင်ငံသားစာကိုငိုင်းရင်တန်ငွေရှိတယ်ဘတ်တထောင်းကနေသူသိမ့်အထိလို့ဆိုပါတယ်ဟိုးဆိုတော့ဒီလိုအခွင့်အရေးတွေတာဝန်တွေကိုကိုယ်တိုင်တည်ထားဖို့ကဘလို့အရေးကြီးလဲဒါကိုတော့ရမြင့်တင်မှာပြောထားသေးလားပြောထားပါတယ်ခင်ဗျာအဓိကကတော့ကိုယ်ခွင့်ရေးကိုတည်မှာအမျက်ထုတ်ခံရတာတော့မတရားခိုင်းတာတို့တွေကာကွယ်နိုင်မယ်ပေါ့လေ ဥမာကိုယ့်ရဲ့အလုတ်ချင်းအချင်းကိုလောက်ခအရာပိုင်းခွင့်ဒါဒီမသိရင်လောက်ခအကြည့်မရတာတော့อืมဟုတ်ကဲ့အချင်းကိုလောက်ခမရတာတော့ဖြစ်နေတာဗောလေတောင်ဝင်တွေတိထားရင်လည်းဟိုဥပဒေနဲ့မညီးတာတွေလုပ်မိပြီးအေးအေးယူခံရတာမျိုးရှောင်းနိုင်မှာဗောဒါပဲတတိထားမှာထူရှိတယ်ဒီအလုတ်တမားကားွယ်ဆွန့်ရှောင်းရဲ့ဥပဒေကလေလုပ်ငန်းအားလုံးကိုအကျုံးပဝင်ဘူးဆိုတာမျိုးလည်းဖော်ပြထားတယ်အော်ဟုတ်လားဘလို့လုပ်ငန်းမျိုးတွေလဲဟုတ်အစိုးရဌာနတွေနိုင်ငံပိုင်လုပ်ငန်းတွေပြီးတော့ စိုက်ပျိုးရေးလုပ်ငန်းတချို့အိမ်မှာအခြေပြုပြီးလုပ်တဲ့အလုပ်တွေမှာတော့ဒီဥပဒေအတိုင်းအပြည့်အဝအကျုံးမဝင်ဘူးလို့ဆိုထားပါတယ်ဗျ။အော်ဟုတ်ကဲ့။ဒါဆိုရင်ဒီနေ့ကျမတို့လေ့လာခဲ့တာတွေကိုပြန်ချုပ်ရရင်ထိုင်းမှာအလုပ်လုပ်တဲ့အခါအဓိကသိထားရမှာနှစ်ချက်ပေါ့။တစ်ချက်ကဥပဒေကပေးထားတဲ့ကိုယ်ခွင့်ရေးတွေဥပမာလောက်ခအလုပ်ချိန်နားရက်လုံခြုံမှုစတာတွေ။နောက်တစ်ချက်ကကိုယ်တိုင်လိုက်နာရမယ့်တာဝန်တွေ။ ပါမစ်ကိစ္စဥပဒေလိုက်နာမှုပေါ့ဒီနှစ်ခုကိုများများတတတိထဖို့လိုတယ်ဆိုတဲ့သဘောပေါ့နော်ဟုတ်ပါတယ်ဟုတ်ပါတယ်အဲ့ဒီအပေါ်မူဒီဘီဆက်စဉ်းစားစရာတခုကတော့လေဒီစာရွက်ပေါ်ကဥပဒေတွေခွင့်ရေးတွေတာဝန်တွေက တကယ်လက်တွေ့အလုပ်ခွင်မှာဘလောက်ထိအာမခံချက်ရှိနေလဲဆိုတာရယ်ပြီးတော့အလုပ်ရှင်နဲ့အလို့သမားကြားဆက်ဆံရေးမှာဒီလိုအချက်လက်တွေကိုတည်ထားခြင်းအပြင်ဘလို့လက်တွေ့ကြတဲ့အကျိုးတက်ရောက်မှုတွေရှိလာနိုင်မလဲဆိုတာပဲဒါကတော့ ဒီဆွေးနွေးမှုပြီးထွားတဲ့အခါမှာကို့ဘာသာဆက်ပြီးတော့တွေးကြည့်လို့ရတဲ့အချက်တခုဖြစ်မယ်ထင်ပါတယ်ခင်ဗျာ